Oh. <laughs> ီတားဆက်ချားခြင်းနဲ့ဆက်ဆက်ပြီးတော့လေအဲ့တော့ဒီတော်မများတော့ဒီတားဆက်ချားမယ်ဆိုရင်ပေါ့နော်ဘာလဲဆိုရင်ဒီထိုးစည်းတွေရှိမယ်ဒါဆံမကြီးချီရပြသွားတယ်ဒါတောက်စည်းတွေရှိမယ်နောက်တစ်ခုကဒီပေါ့နော်ဟိုတော်မများတော့အလုပ်လုပ်ထားရှိချင်းပါလေရှိမယ်ဒီလက်မောင်းတွေကိုဆေးထည့်ထားတယ်ပေါ့နော်အဲ့ဒါတွေရှိမယ်ပေါ့နော်ဆံမကြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်တို့တွေမှာရောဘယ်လိုမျိုးဆိုးကျိုးတွေရှိတယ်နောက်တစ်ခုကဘယ်လိုမျိုးကောင်းကျိုးတွေရှိတယ်ဆိုတာကိုလည်းနည်းနည်းလောက်ပြပြပေးပါရှင့်ဟုတ်ပါ အခုတားတဲ့တားတဲ့ဟော်မုန်းပါတယ်ဟာဗောဟော်မုန်းပါတယ်ဆိုအမပြောသွားထိုးဆေးရှိတယ်ပဲတောက်ဆေးရှိပဲเนาะနောက်တစ်ခုကကြာလက်မောင်းလေးထည့်တာလက်မောင်းလေးထည့်တဲ့ဟာကလည်း ဟော်မုန်းပါတာပဲဟော်မုန်းလေးကတနည်းကိုနည်း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 နဲ့လမောင်းနဲ့ပလတ်စတစ်ချောင်းလေးလို့ထည့်ပြီးတော့အဲ့ဒါလေးကိုလုတ်ခိုင်းတာဒါပလတ်စဟိုစာလမောင်းနဲ့ထည့်တဲ့ဟာနောက်တစ်ခုကကြတော့ဘာရှိလဲဆိုတော့တိမ်နဲ့ထည့်တဲ့ပစ္စည်းပေါ့နော်ပလတ်စတစ်ကွင်းလေးလိုဟာမျိုးကိုတိမ်လေးကိုထည့်ရတယ်အဲ့ဒါတွေကဘာဘာလေးရှိလဲဆိုလို့ရှိရင်ဟော်မုန်းပါတဲ့စေချာဟော်မုန်းရဲ့ effect တွေရှိနိုင်တယ်နော်နောက်တစ်ခုကထိုးစေးပေါ့နော်ထိုးစေးမှဆိုလို့ရှိရင်နော်အဲ့ဒီဟော်မုန်းရဲ့ effect တွေပြီးနောက်တစ်ခုကဘာလဲဆိုတော့ကလေးပြန်ရချင်အနည်းဆုံး၄လနေခြာလုံး 6လောက်လောက်စောင့်ရတယ်စောင့်ရတာပေါ့နော်ပြန်စောင့်ရတယ်အဲ့ဒါဆိုတော့အဲ့ဒါကိုကိုကကိုကလေးယူမဲ့အချိန်နဲ့ဟိုစာညှိပြီးတော့မှနည်းနည်းလေးယူတင်တယ်ပေါ့အဲ့ဒါတွေကတချို့ကကြာတော့အဲ့ဒါတွေကိုစိတ်ပူစားရတာပေါ့နော်အဲ့ဒါထိုးဆေးနေတယ်နောက်လမောင်းနဲ့ထည့်တဲ့အစီလမောင်းနဲ့ထည့်တဲ့ဆေးရလဲတကြောင်တော့အမပြောသက်လို့ပဲဟော်မုန်းဆေးတွေအကြောင်းဖြစ်တယ်ယာတိမမှန်တာတို့ဖြစ်တတ်တယ်နောက်နောက်တစ်ခုကကြာတော့လမောင်းနဲ့ထည့်တဲ့ဆေးအများဆုံးကြာတော့ဘာလို့ထည့်ကြဘာလို့ဟိုအဆင်မပြေကြလဲဆိုဝလာတာ ဟွာလာတယ်ဆိုပြီးတော်တော်များများ complain လုပ်ကြတယ်။နောက်တစ်ခုကဟွာလာတာကဟိုစပေါ့ဆေးကြောင်လည်းဖြစ်နိုင်တယ်။တခါလေကျသူကသူဟွာလာတယ်။ဟွာလာလို့ရှိရင်လို့ရှိရင်အဲ့ဒီလက်မောင်းနဲ့ထည့်တဲ့ဟာ90 kg ပေါ့ဟုတ်ကဲ့ဆရာမကီလို60ထက်ကျော်သွားလို့ရှိရင်လက်မောင်းနဲ့ထည့်တဲ့ ဟာဆေးရအာနိသင်ကနဲသွားတယ်ဟုတ်ကဲ့တိတ်ကာကွယ်နိုင်ခြင်းမရှိဘူးအဲ့ဒါပြေသွားတယ်ပြေသွားတာတော့မဟုတ်ဆေးကအမောင့်လေးတွေကနည်း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 ဆိုတော့ body weight နဲလို့ရှိရင် effect ပိုရှိတာပေါ့ body weight များလာတော့အဲ့ဒီဆေးကြဘောစားသူ့နဲ့မတိုးတော့ဘောဆေးနဲ့နေတာသဘောမျိုးဖြစ်သွားတော့ကလေးရသွားနိုင်တာမျိုးရှိနိုင်တာပေါ့နော်နောက်တစ်ခုကကြတော့အမတို့တိန်နဲ့ထည့်တဲ့ပစ္စည်းဟုတ်ကဲ့ဟုတ်နော်တိန်နဲ့ထည့်တဲ့ပစ္စည်းကြတော့တစ်ခုကကြပါလို့ဆိုတော့ ထဲထဲတာဟိုကျွမ်းကျင်တဲ့လူတွေထဲမှာရမှာဟုတ်ကဲ့เนาะထုတ်ထုတ်ရှိနေကျွမ်းကျင်တဲ့လူတွေထုတ်မှာရမှာအမျိုးသမီးတွေအဲ့လိုမျိုးထဲရမယ်ဆိုရင်ကြောက်ကြတယ်เนาะအများအပြားတော့အဲ့ဒီတိန်လေးထဲပစ္စည်းက၅နှစ်လည်းခံ哦၅နှစ်လည်းခံနေနောက်ပြီးတော့တစ်ခါထဲရွာပြီးနောက်မှနောက်ပိုင်းတော့တိတ်ဆိတ်ဘူးစရာမလိုဟော်မုန်းလည်းမပါဘူးဟုတ်ကဲ့ရေရှည်တားကျင်တဲ့လူတွေဆိုလို့ရှိရင်တိန်လေးထဲတဲ့ပစ္စည်းကအဆင်ပြေတယ်ဟုတ်ကဲ့เนาะအဲ့ဒါဆိုလို့ရှိရင်တိန်လေးထဲတဲ့ပစ္စည်းကတော့စားထဲရဲ့ချဲတဲ့အချိန်မှာလည်းကတိကောင်းဖြစ်နိုင်တယ် နာရတွေပါနည်းနည်းပတ်ပတ်တော့ဖြစ်နိုင်တယ်တပီနောက်ပြီးကြတော့ကြာလို့ရှိရင်အဆင်ပြေသွားမယ်ဒါပေမဲ့ရာသီလရင် तू ကနည်းနည်းလေးမြတ်တတ်တယ်ဟုတ်ကဲ့နောက်ပြီးရာသီလရင်နည်းနည်းလေးနာကျင်တတ်တယ်ဒါပေမဲ့အဲ့ဒါလေးရအဆေးလေးပါရာစီတမောလို့ ibuprofen အဲ့လိုပန်အကြိုက်ခက်တောက်စီလေးတောက်ပြီးတော့ तू ကသူအဆင်ပြေသွားတတ်တယ်တပီအဲ့ဒါဆိုတော့အဲ့ဒါကကြတော့တင်နေထည့်တဲ့ပစ္စည်းပေါ့နော်ဟုတ်ပြီနော်အဲ့ဒီတင်နေထည့်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဆရာမကြီးပေါ့နော်မေးချင်တာအာဒီပစ္စည်းမျိုးကြတော့ပေါ့နော်ဥမာအလွယ်တကူဟိုပြန်ပြီးတော့ပြန်ထွက်တာမျိုးတော့ဘာလို့မျိုးရရှိတယ်လား အဲအလဲတကူပြန်ထွက်လာတာလို့ဆိုတော့အဓိကတော့အများအပြားတော့မထွက်ဘူးဟုတ်ကဲ့နော်တိန်နေတဲ့ပစ္စည်းဆိုအမားတို့ကတိန်နေဟိုပလတ်စတစ်အချောင်းလေးလက်လက်မောင်းလေးနှစ်ခုနဲ့ဆိုတိန်ထဲမှာ fitting ဖြစ်ပြီးတော့တိန်ထဲမှာနေရာလေးကျပြီးတော့ထည့်ထားလို့ရှိရင်အများကြီးပြန်မထွက်ဘူးဒါပေမဲ့တချို့ရာသီလာတွေအရင်များတယ်ဟိုကနေအတုံးတွေပါများသီလာများတဲ့လူတို့ခလေးခဏခဏမွေးတိုင်းတိန်ပေါက်ခါလေးကျဲထွက်ထွက်လာတတ်တယ်ဟုတ်ကဲ့နော်ထွက်လာတတ်တယ်ဒါပေမဲ့ထွက်ခဲ့ပါတယ်နော်တေချာထည့်ထားတဲ့လူကျွမ်းကျင်လာနေတဲ့လူတွေထည့်ရင်ထွက်ခဲ့ပါတယ် ဟုတ်ကဲ့ပါဆရာမအဲ့တော့ဗောနဆရာမအစ်တာရှေ့မှာပြောသွားတာဒီလမောင်းနဲ့ထည့်ရဲ့ဆီးနဲ့ပတ်သက်ပြီးဗောနအဲ့လို body weight တွေတက်လာတယ်ဗောနအဲ့ဒါလေးလည်းပြောတယ်နောက်တစ်ခုကကြတော့ဒီလမောင်းနဲ့ထည့်ရဲ့ဆီးကြတော့သူခွဲစိတ်ပြီးတော့ထည့်ရတာလားဆရာမအဲ့ဒါကကြတော့ခွဲစိတ်ဆရာမလို့တမီးရဲ့အားတို့ကအဲ့ plastic ချောင်းလေး เนาะ4ซมလောက်ရှိတယ်ပလတ်စတစ်ချောင်းပြီးဟိုဘောပင်ရဲ့မင်းချောင်းလေးပေါ့เนาะသူတို့တွေ့ဘူးမှာဘောပင်မင်းချောင်းလေးလို့မီချစ်မီချစ်ဆန်လေးအရင်ချစ်ရတဲ့မီချစ်လေးမီချစ်ဆန်အဲ့မီချစ်ဆန်လေးလောက်ရှိတဲ့အတန်လေးအဲ့ဒါလေးကိုမတော်ကဒီလက်အတွင်းလက်မောင်းပေါ့လူတွေလည်းမသိတာပေါ့เนาะလူတွေရောမသိလူတွေလည်းတချို့လူတွေဆိုမသိဘူးပေါ့သူအဲ့ဒါကိုဒီနားလေးမှာထည့်ရအထည့်ရအဲ့ပလတ်စတစ်ချန်လေးကမမတော်အပ်ပေါ့အကြည်ကြီးလေးနဲ့ထည့်တာအဲ့ဒါဆေးထိုးတယ်လို့ပဲထိုးတော့နာမဆိုလို့ထုံစေးလေးပဲထိုးတာ ဒီနားလေးကိုထုံသေးထိုးထိုးပြီးအက်ကလေးထိုးလိုက်လို့ခွဲเสียမလို့ဘူးဒါပေမဲ့ထုတ်ပြန်ထုတ်တဲ့အချိန်ကြာလို့ရှိရင်တော့ဒီနားလေးကိုခွဲရတယ်ခွဲပြီးလို့ရှိရင်ဆွဲထုတ်ရတယ်ထုံသေးနဲ့ပဲလုပ်ကြရမယ်အရင်ခွဲဟိုလိုမျိုးဟိုခွဲကန်းကြီးရဲ့မှာကြီးကြီးကျယ်တော့အဲ့လိုမျိုးတော့မလုပ်ပါဘူးဟိုဒီနားလေးကိုခွဲရတာနည်းနည်းလေးတော့ခွဲရပါတယ်နော်အဲ့တော့ဆရာမဒီလမောင်းနဲ့ထည့်တဲ့ဈေးကြတော့ပေါ့နော်အဲသူ့ရဲ့ဒါကလေးမရနိုင်တဲ့ပေါ့နော်အဲ့လိုမျိုးတားဈေးအနေနဲ့သုံးမယ်ဆိုရင်ဒါဘလောက်ရာခိုင်နှုန်းလောက်ထိစိတ်ချရလဲဆရာမကြီး အမားတို့အဲ့လေမောင်နဲ့ထည့်တဲ့ဟာကြတော့အမားပြောတကြောင်ကဟို69လောက်ပေါ့နော်69ရာဂိုင်နှုံးလောက်ကစိတ်ချရတယ်။ဟုတ်ကဲ့။တရားမှာတယောက်လောက်တော့ pregnancy ရကိုဝင်တောင်ရသွားနိုင်တယ်။ကိုဝင်တားစီတွေအားလုံးကလည်းအဲ့လိုပဲသူရဲ့အကုန်လုံးက100%စိတ်ထားရတာဘယ်တော့မှမရှိဘူးပေါ့နော်။အဲ့ဒီကဒါပေမဲ့ဒီ implant တော့ကတော့ဟိုလေမောင်နဲ့ထည့်တဲ့ဟာတော့တော်တော်လေးစိတ်ချရတယ်ပဲမှာပါတယ်။နောက်ကလေးလိုချင်လို့ရှိရင်လည်းထုတ်လိုက်တာနဲ့ဟောပြန်ရနိုင်ရမြင်တယ် ချက်ချင်းကိုရနိုင်တယ်ပေါ့အဲ့ဒါဟုတ်ကဲ့အဲ့တော့ तू ကလားတွေပါလေးစောင့်ကြရမလို့မလို့တော့ဟုတ်ပါဟုတ်ကဲ့ပါဆရာမအဲ့တော့ဆရာမကြီးဒါပြောသွားသွားတဲ့ဒီ implant တော့ပေါ့နော်နောက်တစ်ခုကကြတော့ IUD လားအဲ့ဒါပေါ့နော်တို့နှစ်ခုကကြတော့ဘယ်လိုမျိုးခြားနားမှုရှိလဲဟာ IUD ကြတော့ IUD ဆိုတာမှကြာကြာတော့ပြောသလိုပဲ IUD ကဟော်မုန်းမပါဘူးဟုတ်ကဲ့ဆရာဟော်မုန်းမပါဘူးတိတ်နေထည့်ရတယ်ဟုတ်ကဲ့ implant တော့ဟော်မုန်းပါတယ်လက်မောင်းနဲ့ထည့်ရတယ်ဒါပေမဲ့နှစ်ယောက်နှစ်ခုစလုံးကနှစ်ခုစလုံးကတော့တွင်းညင်တဲ့လူနေပဲထဲဖို့လို့ရတယ်။ကိုယ့်အောင်ကိုယ်စပြီးတောက်လို့မရဘူး။ ဟုတ်ပြီလားအဲ့ဒါဆိုတော့ဟို IUCD ကြတော့တေချာထည့်ရမယ်ဟော်မုန်းမပါတဲ့အတွက်ကြောင့်မို့လို့ဒီဟော်မုန်း effect ကိုရှောင်ကျင်တဲ့အမျိုးသမီးတွေတချို့ကြတော့ဟော်မုန်းပါတယ်ဆိုရင်အရင်စိတ်ပူကြတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့သူတို့တွေကိုဟိုဟာလောက်ရတယ်အဲ့ဒီ IUCD ကိုနောက်ပြောရေရှည်တားကျင်တဲ့တွေနော် implant တော့ကြာ3နှစ်ပစ္စည်းပေါ်မှာမို့3နှစ်ကနေ9နှစ်ခန့်တဲ့ဟာလည်းရှိရယ်3နှစ်ခန့်တဲ့ဟာလည်းရှိရယ်ဟို IUCD ကကြတော့9နှစ်ခန့်တဲ့ဟာရှိရယ်10နှစ်ခန့်တဲ့ဟာအထိရှိရယ်အဲ့ဒါဆိုတော့သူတို့ဘယ်လောက်တားကျင်နေ เนาะအဲ့ဒါမျိုးတွေနေချိန်ပြီးတော့တို့ဟိုလေချာရှင်းပြ